က်ကလန်ရိုက်စ်ရဲ့မော်ဆန်နဲ့ဖရီကစ်ဂိုးတွေနဲ့ချန်ပီယံလိဘရင်အသစ်အာစနယ်ကဲတော့အလုံးပဲမင်္ဂလာပါခင်ဗျာသရီကစ်ကော်နာစ်ကနေအာစနယ်ပရိသတ်တွေအားလုံးကိုမင်္ဂလာရှိစွာနဲ့ကြိုဆိုပါရစေချန်ပီယံလိဘရင်ရီယယ်ဆိုပြီးတော့ကြော်ကြားနေလို့သတိထားလိုက်ရတာတကယ်တမ်းကျတော့လည်းဘာမှမဟုတ်ပါလားအာစနယ်ကတကူမှမသွင်းနိုင်ပဲဂိုးပြတ်အញ្ញံခံလိုက်ရတယ်ချန်ပီယံလိဘရင်ကိုပြက်ပြက်တတနိုင်ပြီးတော့အာစနယ်ကလက်ရှိအသည့်ချန်ပီယံလိဘရင်ဖြစ်ပွဲခံမှုရှေ့ခြေတလန်းတိုးနိုင်ခဲ့ပြီ အာစတရီကသူ့ကိုအထင်သေးသူအားလုံးရဲ့တန်တရားမျက်ဝန်းတွေကိုစုံလုံးကန်းစီခဲ့ပြီဒက်ကလမရိုက်ရှက်ဖရီကစ်အတွင်းကိုလှလိုက်တာလှတယ်ဆိုရဲမှော်ဆန်တယ်လို့ပြောရမယ်ချန်ပီယံလိုအသင်းတိုင်းကစားကွင်းမရတဲ့ဂန်ဝင်ပြိုင်ပွဲကြီးမှာဒက်ကလမရိုက်ဆာမှော်ဆန်တဲ့ဖရီကစ်ဂိုးနှစ်ဂိုးသွင်းပြီးတော့အာစတရီအောင်ပွဲကိုချုံမင်းစီတယ်ဒက်ကလမရိုက်ရှက်ဖရီကစ်ဂိုးတွေကိုကြည့်ပြီးတော့ဖရီကစ်ကဝေလို့ထင်ရှားခဲ့သူရောဘတ်တူကာလုစ်ပါဇက်ဟောင်းသားဖြစ်ခဲ့ရတယ်အာစတရီသင်းမော်ရီလည်းလက်ဖျားခါခဲ့ရတယ်တကယ်ဆိုရင်ဒက်ကလမရိုက်ဆာဖရီကစ်သွင်းဂိုးတွေနဲ့ယင်ပါသူမဟုတ်ဘူး အာစတန်ပုံမှန် free kick တိတ်ကမဟုတ်ပါဘူး။ဒါပေမဲ့ Real နဲ့ Champions League ပွဲမှာ Declan Rice ရဲ့ပုံကွယ်နေတဲ့ပါရမီတစ်ခုမြင်လိုက်ရတယ်။ Professional ကစားမပွား338ပွဲကစားပြီးတဲ့အထိ Declan Rice က free kick အတွင်းကိုမရခဲ့ဘူးပါဘူး။ free kick ကန်ခွင့်အားလည်းဆက်နေချိန်ပဲရှိခဲ့တယ်။အခု Professional ကစားမပွား339ပွဲမြောက်မှာ Declan Rice က free kick ကနေအတွင်းကိုနှစ်ဂိုးတပွဲထဲမှာအတွင်းပြလိုက်တာပါပဲ။ Champions League တမိုင်းမှာတပွဲထဲ free kick ကနေနှစ်ဂိုးအတွင်းနိုင်သူတွေများများဆဆမရှိပါဘူး။ အခု Declan Rice နဲ့မှ9ဦးပဲရှိပါတယ် Declan Rice မှာတိုင်ခင် Champions League မှာတပွဲတည်း free kick နှစ်ကိုးသွင်းနိုင်ခဲ့သူက Rivero 2000ခုနှစ် Ronaldo 2006ခုနှစ် Neymar 2018ခုနှစ် Zidane 2023ခုနှစ်တို့ပဲဖြစ်ပါတယ်ဒါမဲ့အဲ့ဒီဈာမတွေအားလုံးကအုပ်စုအစင်မှာတွင်းနေတာတွေဖြစ်ပြီးတော့ပြိုင်ဘက်တွေကလည်း Real အသင်းလိုအစင်တန်းမျိုးတွေမဟုတ်ပါဘူးဒီတော့ Real နဲ့ Champions League Quarter Final မှာတွင်းနိုင်ခဲ့တဲ့ Declan Rice ရဲ့ဂိုးတွေကပို့ပြီးတော့တန်ဖိုးရှိနေခဲ့ပါတယ် အာဆန်ကလက်ရှိရာသီမှာတဲကန်ဘောတွေကနေဂိုးတွေအများကြီးပိုင်ဆိုင်ထားခဲ့တယ်။ဒါပေမဲ့ free kick သွင်းဂိုးတွေတော့မတွေ့ရတာကြာပါပြီ။2022ခုနှစ်စက်တင်ဘာလထဲမှာအာဆန်က free kick သွင်းဂိုးနောက်ဆုံးချိန်ရခဲ့တာပါ။ကိတဲ့ဘောလုံးလောကမှာမော်ဆန်နဲ့ free kick ဂိုးတွေရှားပါလာတယ်။ free kick သွင်းဂိုးတွေကဘောလုံးလောကရဲ့အလှတရားဖြစ်ပြီးတော့ Declan Rice ကအဲ့ဒီအလှတရားကိုအကောင်းဆုံးသေးုပ်ဖော်ခဲ့တယ်။အာဆန်ပုံမှန် free kick taker တွေက Odigan နဲ့စကားပါ။ဒါပေမဲ့ Rian ရဲ့ပွဲမှာ Declan Rice က free kick ကံဖို့တော့ယုံကြည်စိတ်ရဲနေခဲ့ပါလား။ ဒီလိုနဲ့ပဲ Declan Rice ကနေမော်ဆန်နဲ့ free kick သွင်းကိုခံစားခွင့်ရတာပါပဲ Declan Rice free kick ကနေချိန်မှာ Queen Bey ကနေအမူအရနဲ့ညွန်ကြားနေတဲ့ Arsenal တဲကန်ဘော Nicolas Jova ကိုလည်းအတိမတ်ပြုတ်ရမယ်သူကြောင့်သာ Arsenal တဲကန်ဘောတွေစွန့်အင်ထက်မြတ်နေတာပါ Declan Rice ကပထမဆုံး free kick သွင်းကို Real နဲ့ Champions League Quarter Final မှာပိုင်ဆိုင်ခွင့်ရလို့ကြည်နူးမိပါတယ် Real လို့အသိမျိုးအခုလို့ဂိုးပြအနိုင်ရလိုက်တာကျွန်တော်တို့အတွက်ကြီးမားတဲ့အောင်ပွဲပါပဲဒါမဲ့ဂိုးပြနိုင်ရထားတယ်ဆိုပြီးတော့ပေါ်ဆလို့မရပဲ ရီးရဲကချင်းချောင်းနိုင်စွမ်းရှိနေပါသေးတယ်။ဗာနေဗျူးမှာသူတို့အတွက်အခွင့်အကောင်းတွေရှိနေပါသေးတယ်။ကျွန်တော်တင်ကချန်ပီယံလိမှာဘိုးဆွဲချိန်ပြီးတော့နောက်ထပ်ခြေလှမ်းတွေကြော်ဖြတ်ရပါဦးမယ်လို့ပြောခဲ့တယ်။အာဆယ်ရက်ပထမဆုံးချန်ပီယံလိအောင်ပွဲဟာမျှော်လင့်ချက်ပူအားကောင်းလာပြီ။ချန်ပီယံလိဘီရင်ရီးရဲကိုအပြတ်အသတ်အနိုင်ပြပြီးနောက်အာဆယ်ရချန်ပီယံလိဘီရင်အသစ်ဘဝကိုခိုက်ရဲရဲမျှော်လင့်권ရှိလာတယ်။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျဒီနိုင်ပွဲရပြီးမှတော့ဘယ်လိုမျိုးခံစားမိလဲအာစတရီးပရိသတ်တွေပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ